This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard. င်္ဂလာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ၆မီတာ၁၇.၃မှခွန်ကုန်းမဂါဟတ်စ်နဲ့ညပိုင်း၈နာရီခွဲမှလိုင်းတူ၂၅မီတာ၁၇.၃မှ၉လီမဂါဟတ်စ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ခေဆုံကြပါစို့။အခုချိန်ကစပါ Radio NUG Season 2ရရတဲ့အတန်းနဲ့ပြနေပါတယ် ်ရေဒီယို NUG ကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းသဘာဝဘေးစစ်အာဏာရှင်ဗီတို့ကနေကင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို NUG မှဦးစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ23ရက်နေ့ Radio NUG ရဲ့ညပိုင်းစီစဉ်တွေကိုစတင်တင်ဆက်ပေးပါရမရှင်။ပထမအဦးဆုံး Radio NUG စီးရီးသတင်းကောင်းနှုတ်ချက်ကို မင်းယူကဖတ်ကြားတင်ပြပေးပါမယ်ရှင်ဗီဒီယိုအန်ယူဂျီဒေါတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်အာရခတက်တော် AA နှင့်အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအမ်မြိုသိန်းစစ်စင်ရေးတွင်တာဝန်ထမ်းဆောင်ခဲ့သောရင်းနှီးချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်များအားပြည်သူများမှနှွေးထွေးစွာကြိုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အရခဒေတာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအမ်မြိုသိန်းစစ်စင်ရေးတွင်အရခတပ်တော် AA နှင့်အတူစစ်ရေးအတွေ့အကြုံခေါင်းများရရှိရန်မကွေးတိုင်းမကွေးခရိုင်ရင်းနှီးချောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့လည်းပါဝင်ခဲ့တယ်လို့သိရပါဗျ။အမ်မြိုသိန်းတိုက်ပွဲနှင့်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခသိန်းစစ်စင်ရေးတွင် အာရခတက်တော်နှင့်အတူစီရေးအတွေ့အကြုံများရရှိရန်တာဝန်ထမ်းဆောင်ခဲ့သောရင်းနှံချောင်းပကဖမရဲဘော်၅ဦးနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ရေးမှာတိုင်းပြည်အတွက်အသက်ပေးလူသွားခဲ့တယ်လို့ဆိုပါတယ်။ရဲဘော်၅ဦးသည်ပေးအပ်သောတာဝန်များကိုခြေပွန်စွာထမ်းဆောင်ရင်းအသက်ပေးလူသွားခဲ့မှုအပေါ်တက်ဖွဲ့အနေဖြင့်မိသားစုနှင့်ထပ်တူဝမ်းနည်းပူဆွေးရတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့် ။နောင်ချိုအုံတီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်250ဘုံ လေးလုံးကျဲချတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ DNL သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တဲကအုံမတီးရွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပေါင်၂50ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ DNL ဘက်ကထုတ်ပြန်ပါတယ်။မနေ့မေလ22ရက်မနေ့7နာရီ50မိနစ်အချိန်မှာ2ကြိမ်မနေ့7နာရီ53မိနစ်မှာ2ကြိမ်စုစုပေါင်း4ကြိမ်ဘုံကျဲချခဲ့တာလို့ဆိုပါတယ်။ ဘုံကျဲချတဲ့အချိန်ဟာတိုက်ပွဲဖြစ်တာမရှိဘဲပေါင်250ဘုံတွေကျဲချခဲ့တာလို့လည်းအတည်ပြုထားပါတယ်။ထို့အတူမေလ22ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာ OMD ကျေးရွာကို drone နဲ့ဘုံ15လုံးအစိမ့်ငွေဘုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ရဲသားပြည်သူတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အလားတူမေလ20ရက်နေ့ကလည်းတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်က PSLF TNLA အုပ်ချုပ်ရာ နောင်ချိုမြို့နယ်ဟိုခိုကျေးရွာကို jet fighter နဲ့ပေါင်250ဘုံးတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူပိုင်အင်တလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာမေလ6ရက်ကနေမေလ31ရက်နေ့အထိယာယီအပြစ်ရထားမယ်လို့ကြေညာထားပေမဲ့ TNLA အုပ်ချုပ်တဲ့မြို့နယ်တွေကိုမြေပြင်ကနေထိုးစစ်ဆင်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ drone နဲ့လေကြောင်းကနေနေ့စဉ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း drone လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကနေရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိကြဖို့ TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဆလဘီစစ်တပ်ကဖုန်ကြီးကျောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာကြောင့်နောင်ချိုးနယ်ချိုခမ်းဖုန်ကြီးကျောင်းကစစ်ဘေးရှောင်တွေကိုလုံခြုံဘေးကင်းတဲ့နေရာရွှေ့ပြောင်းပေးခဲ့တာလို့ TNL ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်အကြံဖတ်စစ်တပ်ကဖုန်ကြီးကျောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့နယ်ချိုခမ်းဖုံကြီးကျောင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုလုံခြုံဘေးကင်းတဲ့နေရာရွှေ့ပြောင်းပေးခဲ့တာလို့တအောင်တက် TNL ကပြောပါတယ်။နောင်ချိုမြို့နယ်ချိုခမ်းဖုံကြီးကျောင်းမှာရှိတဲ့စစ်ဘေးရှောင်တွေလုံခြုံဘေးကင်းတဲ့နေရာကိုပြောင်းရွှေ့စေခဲ့တာနဲ့ပတ်သက်လို့ရှင်းလင်းပြောဆိုလိုက်တာဖြစ်ပါတယ်။တအောင်ပြည်နောင်ချိုမြို့နယ်ကအုံတီနဲ့အုံခါစတဲ့ကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ TNL တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတောင်ခမ်းအနီးမှာရှိတဲ့ကျေးရွာတွေအပါအဝင် အုံတီအုံမခါစတဲ့ရွာတွေကအိမ်တွေနဲ့ဘာသာရေးအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးတာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစတဲ့လုံရက်တွေကိုနေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်နေတယ်လို့အသိပေးပါတယ်။ဒါကြောင့် PSLF DNL အနေနဲ့တိုက်ပွဲကာလအတွင်းရဲသားပြည်သူတွေဘေးကင်းလုံခြုံရေးနဲ့အသက်အန္တရာယ်လွတ်မြောက်စေဖို့ရည်ရွယ်ပြီး နောင်ချိုမြို့နယ်ချိုခမ်းဖုံကြီးကျောင်းမှာနေထိုင်ကြတဲ့စစ်ဘေးရှောင်တရာကျော်ကိုဘေကင်းလုံခြုံသည့်နေရာခိတ္တရွှေပြောင်းနေထိုင်ကြဖို့မြစ်တာရက်ခံအသိပေးထားခဲ့ပြီးဖြစ်တယ်လို့ရှင်းပြထားပါတယ်။အဲဒီလိုကြိုတင်အသိပေးပြီးမှချိုခမ်းဖုံကြီးကျောင်းမှာနေထိုင်တဲ့စစ်ဘေးရှောင်ပြည်သူတွေလုံခြုံဘေးကင်းမဲ့နေရာကိုအလင်းမြန်ပြောင်းရွှေ့စေခဲ့တာလို့လည်းအသိပေးပါတယ်။ချိုခမ်းဖုံကြီးကျောင်းကစစ်ဘေးရှောင်တွေကို TNL ကပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်လို့ပြည်သူလူထုအထင်အမြင်လွဲမှားစေတဲ့သတင်းတွေရေးသားဖော်ပြနေတာတွေနဲ့ပတ်သက်လို့ရှင်းလင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ TNL အနေနဲ့တိုက်ပွဲဖြစ်နေရာတွေကဒေသနေမိဘပြည်သူတွေဘေးကင်းလုံခြုံရေးအတွက်စီမံဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း PSLF TNL သတင်းနှင်ပြန်ကြားရေးဌာနကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး DNLA မြို့နယ်စီပင်တာယာရဲ့အဖွဲ့ကဥဆောင်ပြီးစံဖိတ်ကြီးရွာတောက်သုံးရင်ရရှိရေးဆောင်ရွက်ပေးတဲ့တရင်ကိုတင်ပြပေးပါမယ်။တောင်ပြည်တက်မဟာနှစ်နယ်မြေကြောင်မဲခရိုင်တီဘောမြို့နယ်စံဖိတ်ကျေးရွာကဒေသနေပြည်သူတွေကိုတောက်သုံးရင်ရရှိစေဖို့ PSLF DNLA မြို့နယ်စီပင်တာယာရေးအဖွဲ့ကဥဆောင်ပြီးဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ မြို့နယ်စီပင်တာယာရေးအဖွဲ့ကဥဆောင်ပြီးကျေးရွာဒေသနေပြည်သူတွေနဲ့အတူဖေဖော်ဝါရီလ25ရက်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးမေလ20ရက်မှာပြီးစီးခဲ့တယ်လို့ဆိုပါတယ်။အရင်ကအဝစီရေကိုတူးဖို့အသုံးပြုတာနဲ့အနီးမှာရှိတဲ့ချောင်းတွေကရေကိုအဓိကအထားအသုံးပြုနေရပေမဲ့လက်ရှိမှာ PSLF TNLA ဥဆောင်မှုနဲ့ရေအခက်အခဲပြဿနာကိုဖြေရှင်းနိုင်ခဲ့တာလို့သိရပါတယ်။အခုလိုကျေးရွာနေပြည်သူတွေတောက်သုံးရေအဆင်ပြေစေဖို့ ပလောင်ပြင်းနယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ကကြက်သိန်း300မတည်ခဲ့ပြီးခြေရွာပြည်သူတွေကကြက်သိန်း200ကျော်ပါဝင်ကူညီခဲ့တယ်လို့ PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဆလဘီတောင်တွင်းကြီးနယ်ကအမှုပွဲစားရဲခိုင်ကို ပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါမယ်မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ဂွေတော့ခုံရွာကအမှုပွဲစားရဲခိုင်ဆိုသူကိုပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မကွေးပြောက်ကြားတပ်ဖွဲ့မကွေး Guerrilla Warfare ကဒီနေ့မေလ23ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ပေါင်းပြီးရဲရဲရွာရဲပြဿနာတွေကိုမတရားအမှုဖွင့်စားနေတဲ့အမှုပွဲစားရဲခိုင်ကိုမေလ20ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်အမှုပွဲစားရဲခိုင်ဟာစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ပေါင်းပြီးရဲရဲရွာရဲပြဿနာတွေကိုမတရားအမှုဖွင့်စားနေတဲ့အပြင် လက်ရှိအုပ်ချုပ်ရေးမှူးဗျံလွားဆိုသူနဲ့အတူစစ်မှုထမ်းကြီးတွေကောက်ခံနေတာကြောင့်ရှင်းလင်းရတာလို့လည်းအသိပေးထားပါဗျာအမှုပွဲစားရဲခိုင်ကို မကွေးပြောက်ကြားတပ်ဖွဲ့မကွေးဂါရီလာဝါဖဲနဲ့တောင်တွင်းကြီးဖိုက်တာဖို့စ် LPDF တို့ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။ဂွေတော့ခုံရွာဟာပရက်ကျဲရဲစခန်းနဲ့အနီးဆုံးမှာရှိပြီးပြူစောတိတင်နန်းတပ်သားသူ9ယောက်လောက်ရှိတယ်လို့လည်းဆိုပါတယ်။ပြူစောတိတင်နန်းတပ်သားသူတွေအနေနဲ့ ဒေသတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကြဖို့ဒေသမှာရှိတဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေကတတိပေးထားပါတယ်။ဒါအပြင်မကွေးခရိုင်တွင်းမှာရှိတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေပြည်သူစစ်တွေနဲ့ထွေအုပ်ဝန်ထမ်းတွေအပါအဝင်စစ်ရေးတွေနဲ့တပ်ဆိုင်ရာဝန်ထမ်းတွေပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကြဖို့တိုက်တွန်းထားပြီးပြည်သူလူထုဘက်မျက်နှာမမူတဲ့သူတွေကိုရှင်းလင်းသွားမယ်လို့လည်းမကွေးပြောက်ကြားတပ်ဖွဲ့မကွေးဂါရီလာဝါဖဲနဲ့တောင်တွင်းကြီးဖိုင်တာဖို့စ် LPDF2 ကအတိပေးထုတ်ပြန်ထားပါတယ်။ မကွေးပြောက်ကြားတပ်ဖွဲ့မကွေးဂါရီလာဝါဖဲနဲ့တောင်တွင်းကြီးဖိုက်တာဖို့စ် LPDF တို့ဟာညီနောင်မဟာမိတ်တပ်တွေနဲ့အတူစစ်အာဏာရှင်စနစ်အမြင့်ပြတဲ့အထိတိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီတပ်တွေရှိတဲ့နေရာနဲ့ဝေးတဲ့နေရာမှာနေကြဖို့လဲမြစ်တာရက်ခံထားပါတယ်ခင်ဗျာဆက်လက်ပြီးပြင်းမုံပြူစောတိရွာကိုရောက်နေတဲ့စစ်တပ်စစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးနဲ့ ခမရ401ကစစ်ကောင်စီတပ်သားတအူလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းနတ်တလင်းမြို့နယ်ပြင်ပုံပြူစောထီရွာကိုရောက်နေတဲ့စစ်တပ်စစ်ကြောင်းကစစ်မှုထမ်းတပ်သားတအူလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့တာယာဝတီခရိုင်အမှတ်1တပ်ရင်း3801ကဒီနေ့မေလ23ရက်မှာထုတ်ပြန်ပါတယ်။စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့အရမစစ်သားတအဖြစ်စုဆောင်းခံခဲ့ရတဲ့ ARA တိုင်းရေကြီးနဲ့ကျုံပျော်မြို့နယ်တို့ကတက်သားနိုင်ဝင်လင်းနဲ့တက်သားရာဇာမင်းတို့ဟာမေလ16ရက်နေ့မှာလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။တက်ထဲမှာကင်းဆောင်မှုနဲ့တက်တွင်းတက်သားချောင်းချီရေးလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်ခဲ့ရပြီးလက်တလင်းမြို့နယ်ပြင်ပုံရွာကိုလှုပ်ရှားစစ်ကြောင်းနဲ့အတူရောက်ရှိလာချိန်မှာပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးခိုင်းတာပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခိုင်းတာတွေကြောင့်ထွက်ပြေးလာခဲ့ပြီး တရင်3801ထံအလင်းဝင်လာခဲ့တာလို့အလင်းဝင်လာသူတွေက ပြောပါတယ်။အလင်းဝင်သူတွေဟာ MA1 တနက်နှစ်လက်လက်ပစ်ဘုံတစ်လုံးစကားပြောဆက်တစ်လုံးကြည်ပေါက်6ခုနဲ့အလင်းဝင်လာခဲ့တာဖြစ်ပြီးဒေါ်လာရင်းတက်တွေနဲ့အတူဆက်အာနာရှင်စနစ်အပိတိုင်းချုပ်ငင်းရေးပြန်လည်တိုက်ပွဲဝင်သွားမယ်လို့လည်းအလင်းဝင်လာသူ2ယောက်ကအသိပေးထားပါတယ်။ထို့အတူလက်နက်နဲ့တကွအလင်းဝင်လာတဲ့ခမရ401ကစစ်သားကို ကနအူးအနေနဲ့ကြက်သိန်း30ချိမြင့်ပေးအပ်ခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကဒီနေ့မေလ23မှာထုတ်ပြန်ပါတယ်။တဝယ်မြို့နယ်အခြေစိုက်ခမရ401ကစစ်ကောင်စီတပ်သားတအူးလောင်လုံးပကဖထံမေလ17ရက်ကလက်နက်နဲ့တကွအလင်းဝင်လာခဲ့တာနဲ့ပတ်သက်လို့အခုလိုအတိအပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဟာဒေသတွင်းမဟာမိတ်တွေနဲ့အတူဒီမေလာထဲမှာပဲတဝဲမြို့ပေါက်တိုင်းတရာစစ်စေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့သလို လောင်လုံးမြို့နယ်စမ်းလန်းရွာကစစ်တပ်ထောက်တိုင်တွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်နှင့်တာကီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာစီးရဲသတင်းတွေအပြီးမှာတော့ဆက်လက်ပြီးပြည်ရင်းသတင်းများကိုကျွန်မຫນွေဦးမုံကတင်ပြပေးသွားပါမယ်ရှင်။ င်္ဂလာညချမ်းပါ2025ခုနှစ်မေလ23ရက်နေ့ Radio NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဝန်ကြီးဌာနတွေတွင်ပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်မှုပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ဝန်ကြီးဌာနတွေတွင်ပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်မှုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တမ်းမှတိုက်တွန်းပြောကြားလိုက်ပါတယ်။ မြို့သားညီညွတ်အစိုးရဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးအမှတ်စဉ်19မြန်ဆောင်2025မှာဝန်ကြီးချုပ်ကပြောကြားခဲ့တာပါရပိုင်ခွင့်တစုံတရာမရှိပဲစိန်ခေါ်မှုတွေအန်ရယ်တွေသာရှိနေတဲ့မြူသားညီညွတ်ရေးအစိုးရမှဝင်ရောက်တာဝန်ထမ်းဆောင်လာကြသောတာဝန်ရှိသူများကိုအထူးလေးစားသလိုအားလည်းတင်ရပါကြောင်းတာဝန်ကိုယ်စီဖြင့်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်နေကြသည့်ဝင်ကြီးများဒုတိယဝင်ကြီးများအတွင်းဝင်များနှင့် အုတ်ချုံဟင်းရန်ရအစင်းစင်းကိုအထူးကျေစုတင်ရှိပါကြောင်းချင်းနေနဲ့ပေးထားချက်တွေလိုအပ်ချက်တွေကတော့တော်လင်းကာလအတွင်းဖွဲ့စည်းလှုံ့ဆော်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝန်ကြီးဌာနတွေအတွင်းပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်ဖို့ကတော့လုံနိုင်စွမ်းပေါင်းထဲမှာရှိတာဖြစ်တဲ့အတွက်ဒီတစ်ခုကိုတော့ရအောင်လှုပ်ကြရမှာဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။ ဒါအပြင်ရှေ့ဆက်ရမယ့်လုပ်ငန်းတွေအတွက်အကျိုးရှိရှိပြင်ဆင်ဆောင်ရွက်နိုင်အောင် တွဲဆုံမှုတွေကိုစနစ်တကျလုံဆောင်စီခြင်းကြောင့်နဲ့မပြီးသေးတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းမြန်မြန်တက်တက်ဆောင်ရွက်နိုင်ဖို့ကြိုးစားပေးကြစီလိုကြောင်းဦးကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။ရန်ကုန်ဖရယ်ယူနီဂျာကာလာစီမံမှုချမ်းရေးဆွဲကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ ရန်ကုန်လွှတ်တော်အထမကျင်းမြောက်အစည်းအဝေးပထမနေ့ကိုမေလ23ရက်တောက်ကြနေမနက်9:00နာရီကအွန်လိုင်းဗီဒီယိုကွန်ဖရင့်စနစ်နဲ့ကျင်းပခဲ့ပါတယ်။အစည်းအဝေးတွင်ရန်ကုန်ဖက်ဒရယ်ယူနီတီဌာကလအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကြမ်းကိုရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီကဖက်ကြားတင်သွင်းပြီးလွှတ်တော်ကကန့်ကွက်သူမရှိထောက်ခံအတည်ပြုပေးခဲ့ကြပါတယ်။ရန်ကုန်ဖက်ဒရယ်ယူနီတီဌာကလအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေတွင် အခန်း6ခန်းပါဝင်ပြီးအပိုက်ပေါင်း26ပိုက်ပါရှိတယ်လို့သိရပါတယ်။ယနေ့ကျင်းပသောရန်ကုန်လွှတ်တော်အထမကျင်းမြောက်စီဝေးပထမနေ့တွင်2025ခုနှစ်ဧပြီလ29ရက်ကတော်လင်းတာဝန်ထမ်းဆောင်ရင်ကြာဆုံးသွားသောတန်လင်းမြို့နယ်မဲဆန္ဒနယ်အမှတ်1တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်အတွက်လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်းအဆိုကိုလည်းလွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ရန်ကုန်လွှတ်တော်အထမကျင်းမြောက်အစည်းအဝေးဒုတိယနေ့ကျင်းပမည့်နေ့ရက်ကိုထပ်မံကြေညာ၍ဆက်လက်ကျင်းပရသွားရန်ရှိကြောင်း လွတ်တော်ဥက္ကဋ္ဌဦးတင်လွင်ကအသိပေးပြောကြားခဲ့ပါတယ်ရှင်။မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ခင်မီတန်မှုတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အသစ်တွေလိုအပ်နေတယ်လို့ပါမောက်ခဒေါ်မီမီဝင်းဘတ်ပြောကြားတဲ့အကြောင်းအရာကိုဆက်လက်တင်ပြပေးပါမယ်။မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ခင်မီတန်မှုတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်တတိယလိုအပ်နေတယ်လို့ပါမခဒေါ်မီမီဝင်းဘက်ကကောင်းရဲ့ social media မှာသုံးသပ်ပြောကြားထားပါတယ်။ နိုင်ငံတကာကဆင်းမြင့်ဆေးရရှိတွေတန်တမန်တွေနဲ့ဆိုရရာရှိတွေကိုကျမဒီတစ်ခါစတင်တဲ့ချိန်မှာလဲမြန်မာနိုင်ငံကလာတဲ့သူတွေကိုမတွေ့ရတော့တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ဒီတဲ့နှမ်းမှာရှစ်တောင်အာရှနိုင်ငံအလုံးကတင်နန်းသားတွေပါဝင်ကြပေမဲ့မြန်မာကတော့မပါဝင်တော့ပါဘူး။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြောင်းလဲကာလအတွင်းမှာစစ်ဘက်ရာရှိတွေပါဝင်မြန်မာကတင်နန်းသားတွေကိုပါအောင်ခေါ်လိုက်နိုင်ခဲ့ပါတယ်။ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ရသားထိန်ချုပ်မှုအောက်မှာရှိပြီးဒီမိုကရေစီစံနှုန်းများကိုလေးစားတဲ့ခင်မီပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခုရဲ့အခြေခံမှုများနဲ့ပြုမှုများကိုနားလည်လာအောင်ကူညီပေးဖို့ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်အတွက်ကျမအချိန်တော်များများယင်းနေခဲ့ပါတယ်။ထပ်ထပ်ကြိုးစားပြီးသင်ကြားပေးခဲ့ပါတယ်။ ပြောင်းလဲနိုင်ကြလိမ့်မယ်လို့ယုံကြည်မှုနဲ့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းမှုနဲ့နောက်ဆက်တွဲဖြစ်ရတွေကထင်ဟစွာပြသလိုက်ပါတယ်လို့ပြောကြားပါတယ်။စင်တာမှာတင်ကြားလာတဲ့ session နှစ်တာအတွင်းမှာနိုင်ငံအကြီးကဲကာကွယ်ဦးစီးချုပ်နဲ့တန်တမန်များဖြစ်လာကြတဲ့သူတွေကိုတင်ကြားခဲ့တယ်လို့ပါမခတ်တော်မီမီဝင်းဘက်ကပြောပါတယ်။သူတို့ကိုပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာကသူတို့ထဲမှာတော်တဲ့သူတွေရှိတာမှန်တယ်။ဒါပေမဲ့သူတို့ဟာယူဆွဲအောင်ယူဝါဒမိုင်းတိုက်ခံထားရတယ်။ နှစ်ပေါင်းများစွာဆီယနာရှင်စနစ်အောက်မှာမိုင်းတက်ခံထားရတာကြောင့်သူတို့မှာပြောင်းလဲဖို့အစွမ်းနဲ့အစမ်းနာမရှိတော့ပါဘူးလက်ခံနိုင်စွမ်းမရှိကြပါဘူးဒီအတွေ့အကြုံကနေပြီးဆီယနာရှင်စနစ်ကိုဖျက်သိမ်းဖျက်ဆီးဖို့လိုတယ်ဆိုတာကိုကျမတို့ပိုပြီးကောင်းကောင်းနားလည်လာစေပါတယ်မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ကီမီတန်မိုးတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အသစ်တွေလိုအပ်နေပါတယ်လို့ပမခတော်မေမေဝင်းဘက်ကပြောပါတယ်ရှင် ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ရုပ်လောင်းတရားကျော်တွေ့ထားတဲ့ Sky Villa အစာဦးအောက်မှာမျိုးသားတအူးနဲ့မျိုးသမီးတအူးရုပ်လောင်းထပ်မံရှာဖွေတွေ့ရှိတဲ့သတင်းဖြစ်ပါတယ်။မလ28ရက်မိုးလွယ်ပိုင်း Sky မျိုးဗဟိုပြုလုခတ်ခဲ့တဲ့ငလင်းကြောင့်သေဆုံးသူရုပ်လောင်းတရားကျော်တွေ့ထားတဲ့ Sky Villa အစာဦးအောက်မှာမျိုးသားတအူးနဲ့မျိုးသမီးတအူးရုပ်လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။မေလ22ရက်နေ့တွင်ရန်ရယာများနဲ့အတူ ရုံလောင်းကျန်ရှိနေသောမန်လေးမြို့စကိုင်းမီလာအစာဦးဘီအဆောင်နဲ့စီအဆောင်များအားဖေရှားရှင်းလင်းခြင်းနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာဆယ်နိုင်ချင်တွင်ဘီအဆောင်မှကြားတဦးရုံလောင်းအားထုတ်ယူရရှိခဲ့ပါသည်။အလားတူ16နာရီ10မိနစ်ချိန်တွင်ဘီအဆောင်အခန်းမှတ်19မှာမတဦးရုံလောင်းအားထပ်မံထုတ်ယူရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မနက်ဖြန်မေလ24ရက်နေ့အတွက်မိုးလီဝေတာခန့်မှန်းချက်ကြီးကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလီအားအသင်တင်ရှိနိုင်ပြီးတိမ်အသင်တင်ကနေတိမ်ထူရနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမခွေနဲ့မြို့ဝကျုံးမဒေတာတို့မှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင်တင်ကနေလှိုင်းကြီးနိုင်ပါတယ်မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်း အေယာဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်တို့မှာနေရာအနှံ့ပြမှုထိတ်ချုံရွာနိုင်ပြီးမကွေးတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှုထိတ်ချုံရွာနိုင်ပါတယ်။တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေ့အပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောင်ကြာဆင်းနိုင်ပါတယ်ရှင်။ Radio NUG ကိုနားဆင်နေကြတာပါဆက်လက်ပြီးတော်လိုင်းကြပြကဏ္ဍမှာ ကျော်မင်းထွန်းနယူးယောက်ပြေးသားထားတဲ့တားကြောက်တယ်မင်မီလို့ညီရတဲ့ကြပြားလေးကိုလွတ်လပ်နေဦးကခန်းစားရုပ်ဖတ်ပေးပါမယ်ရှင်တားကြောက်တယ်မင်မီအတောင်ပံမပါပဲလွတ်လပ်ပေါ်ပါလွင့်သွားလိုက်တာ အတောင်ပံပါတဲ့ငှက်တွေလို့ခိုးရှိကငှက်ကြီးတကောင်ကြဲကြဲလုံလုံပြန်ဝဲနေပုံကမိုးဆုံမြေဆုံတဝုံဝုံနဲ့ တားကြောက်တယ်မိမိတားလိုအိတ်ကလေးလဲပောက်ပြဲကုန်ပြီးတားစပွဲလဲတစစီကြည်သွားတားကလေးထိုင်လဲခြေထောက်တွေကျိုးမိကိုတလူလူနဲ့တားကြောက်တယ်မိမိမနေ့ကမိမိထည့်ပေးလိုက်တဲ့တားထမင်းဘူးမှာသွေးတွေပါလားငှက်ကြီးတွေကိုမောင်းထုတ်ပေးပါသွေးမြင်ရင်တားကြောက်တယ်မိမိကြောက်တင်ဘုံအောက်ကတားခြေထောက်ကိုဘာဖြစ်လို့ဆွဲထုတ်နေတာလဲ ားကဒီမှာမိမိရဲ့ကောင်းကင်ဘောအလိုလိုရောက်နေပြီဆရာမလည်းတားလိုပဲမူးဘောရောက်နေပါလားဆရာမကြီးတားကိုဖတ်ထားပေးပါဆရာမတကူလုံးလဲသွေးတွေနဲ့တားကြောက်တယ်မိမိတားအော်ရလွန်းလို့အာကောင်တွေချောက်ရေတောက်ခြင်းနဲ့အတန်းတင်စာမေးပွဲအတွက်ဒီညစာချက်ခြင်းနဲ့မိမိကတားကိုပွင့်ပြီးဘာဖြစ်လို့ငုံနေတာလဲဂုံတူးမှတ်မရရင်ဖေဖေဆူမာကိုကြောက် ။တင်ညာဓာတ်ကြီးမဖြစ်မှာကိုကြောက်။ညက်ကြီးကိုလည်းကြောက်။တားကြောက်တယ်မမီ။ကျော်မင်းထွန်းဗီဒီယိုအန်ယူဂျီမှာဆက်လက်တင်လှည့်နေပါတယ်ကုဆက်လက်ပြီးသတင်းနဲ့တူလူလူစကားအသံအစီအစဉ်မှာတော့ ငလင်ချောင်းပြည့်စည်သွားတဲ့ရှေးဟောင်းအဆောက်အအုံများပြုပြင်တိစောက်ဖို့အရေးမကြီးမရာဖြစ်နေတဲ့အကြောင်းကိုကျွန်မຫນွေဦးမောင်ကတင်ပြပေးပါအောင်မယ်ရှင်။ Radio NUG ကိုနားဆင်နေကြတဲ့ပရိသတ်များရှင်။ခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့ဒူလူလူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။ငလင်ချောင်းပြည့်စည်သွားတဲ့ဖျားစီရှေးအဆောက်အအုံများပြုပြင်တိစောက်ဖို့မကြီးမရာဖြစ်နေပြီး ဓမိုးတွေမပြောင်းပြက်အောင်ရှင်းလင်းပြင်ဆင်တည်ဆောက်ဖို့လိုအပ်တယ်လို့ကျွမ်းကျင်သူတွေကထောက်ပြနေကြပါတယ်။ဒီသတင်းကိုရွှေညာမောင်က ပေးပို့ထားပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးကြောင့်ပင်းရအင်းဝစကိုင်းအမရပူရမန္တလေးမြို့ဟောင်းများမှာရှိတဲ့14ရာစုကနေ19ရာစုအထိနှစ်ပေါင်း600အတွင်းတည်ဆောက်ခဲ့ကြတဲ့ရှေးဟောင်းအဆောက်အုံတွေပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖျားစီဒီနဲ့အဆောက်အုံတွေ စနစ်တကျပြန်လည်ပြုပြင်တည်ဆောက်ဖို့မရင်မယားဖြစ်နေပြီးငလင်လောက်ခတ်ပြီးနှစ်လနီးပါးရှိတဲ့အချိန်ထိရှင်းလင်းပြုပြင်ဖို့ကမရေရာတဲ့အခြေအနေမှာပဲရှိနေပါတယ်အမမနတော့ဖရင်ပြင်ထားတဲ့ဘုရားတကားတွေကတော့သူတို့တူတူတယောက်ထဲတော့မပြင်နိုင်ဘူးလို့သူတို့လည်းပြောအခုခုခေကုံကြစေးနဲ့ဗာနဲ့ဆိုသူတို့လည်းမပြင်နိုင်တော့ဘောနော်အဲ့လိုတော့လာပြောသွားတယ်မဆနိုင်လို့ဟောအဲ့ဒါလည်းသူတို့ဘက်ကဘာမှမသိသေးဘူးလေ ငလင်းကြောင့်ထိခိုက်သွားတဲ့ရှေဟောင်းအဆောက်အုံတွေမပြည့်စည်ခင်ကသမိုင်းတန်မိုးနုပညာတန်မိုးပြီးသူကတန်မိုးမျက်နှုံးမှုတန်မိုးအစ်စ်မန်တန်မိုးတွေကြောင့်ပြည်တွင်းသားမကနိုင်ငံခြားသားတွေကပါလာရောက်လဲပတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီတန်မိုးတွေပျောက်ပြက်မသွားအောင်အမျှော်မြင်ရှိတဲ့မူပေါင်းတွေချမှတ်ပြီးစနစ်ကျတဲ့စီမံကုတ်ကွဲမှုတွေနဲ့အတူဆေးဆက်တည်ကြတဲ့ကြီးကျယ်မှုအောက်မှာလုံလောက်တဲ့အချိန်ကိုယူပြီး စေတနာအပြင်ဒီအစာအုပ်တွေကိုလေးစားမျက်နှိုးစိတ်ကလေးနဲ့ဆောင်ရွက်သွားတဲ့နယ်လို့ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။တနင်္ဂနွေလုံးဘုံကျဲပြီးရတားပြည်သူပေါင်းများစွာကိုတက်ဖြတ်နေတဲ့အာနာသိန်းအကြံဖတ်စစ်တပ်ဟာရှေးမွေနစ်တွေကိုပြန်လည်ပြုပြင်နိုင်ဖို့သမိုင်းတန်ဖို့အသီးသီးကိုတည်မြင်နားလဲတဲ့နှလုံးသားနဲ့ဉာဏ်ပညာမရှိတာကြောင့်အမွေနစ်ကိုစောင့်ရှောက်ထိန်သိမ်းဖို့ပြက်ကွက်သူဖြစ်သမိုင်းတရခန့်တွင်အောင်မှဖြစ်ပါတယ်ရှင်။ခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့ သတင်းတောက်ရှင်ညာမောင်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ င်ကြီးရဲ့ဒီကနေ့ညနောက်ဆုံးထုတ်လွှင့်မှုအစီအစဉ်မှာတော့တောင်းလင်းတိဂီတအစီအစဉ်ဖြစ်ပါတယ်ပြည်သူ့ချစ်အမှုပညာရှင်လင်းလင်းရဲ့အိမ်မက်ထဲကစစ်သားကြီးဆိုတဲ့တေသချင်းလေးကိုနားဆင်ကြရပါမယ်ရှင် ABC nothing again ngaze ho klebwa ma a little glow aim me nyane a pyo ba de sa te gan ne ma the nei ni yau yau me pan dai အကောင်းတွေကထွက်ချလို့မဖြစ်ပါဘလားစအောင်များတဲ့အခါကထားရင်မိခဲ့ပါတယ်အလူကလူလူချင်းတဲ့ညာလေးစတာကြည့်ဖြစ်ချင်တယ်ဒီအပင်နေပါမမနာပြေးနဲ့အခင်ရစေး ညနေပဲ Radio NUG ရဲ့အစီအစဉ်တွေကို ခေတ္တရ延လိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်တွေမှာ ပြောင်းလဲဆိုပြကြပါလို့ရှင် Radio NUG ကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါတယ် မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ video energy ဖြစ်ပါလို့ရှင်အရေးတော်ပုံအောင်ရမည်